ီမိုကရက်တစ်မြန်မာတန် TVB ရဲ့မေလ29ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မုံတိုင်းငယ်မြန်မာပြည်ပတ်သို့ဥတီမဲ့အခြေအနေမရှိပေမဲ့မိုးကြီးရေရှမ်းသတိပေးထားတဲ့သတင်း၊ဖားကန်လုံခင်းမှာစစ်တပ်ကပြစ်ခတ်လို့အရသား9ယောက်သေဆုံးသွားတဲ့သတင်းနဲ့အေအေထင်းချုံနယ်မြေတွေမှာငပြားရောဂါနဲ့သေဆုံးမှုရှိလာတဲ့သတင်းတွေနားဆင်ကြရမှာပါ။ မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်ကဥတီရွေလျားမဲ့အခြေအနေမရှိလို့အဝါရောင်အစ်စ်တတ်မှတ်ထားတဲ့အကြောင်းဝိုးစလဌာနကမတ်လ29ရက်နေ့လယ်မှာထုတ်ပြန်ပါတယ်ဒီမနက်10:00နာရီခွဲအချိန်တိုင်းထွာချက်အရမင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတ်တပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရဲရဝန်းဟာမင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုရောက်ရှိခဲ့ပြီးပုံမောအားကောင်းလာကမုံတိုင်းငယ်အဖြစ်ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်အဆိုပါမုံတိုင်းငယ်ဟာမြန်မာနိုင်ငံစစ်တွေမျိုးအနောက် အနောက်မြောက်ဘက်ရေမိုင်255မိုင်ခန့်အိန္ဒိယနိုင်ငံစာကာကျွန်းရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်60ခန့်ဒီဂါမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်80ခန့်ဘင်္ဂလားဒေ့ရှ်နိုင်ငံခီပူပါရာမြို့ရဲ့အနောက်အနောက်တောင်ရေမိုင်125မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်မုန်တိုင်းငယ်ဟာကုန်းတွင်းကိုဝင်ရောက်ပြီးတဲ့အခါဆက်လက်ရွေလျားမဲ့လမ်းကြောင်းအရာသခိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကိုဥတီရွေလျားနိုင်မှာဖြစ်တဲ့အတွက်ချင်းတွင်းမြေပြားပိုင်းနဲ့အေယာဝတီမြေပြားပိုင်းတွေမှာမိုးအလွန်များမယ်မိုးရေချိန်ဆက်လက်မကျော်အထိရွာနိုင်ပြီးမြေပြားပိုင်းကတစ်ဆင့်အောက်ဖက်မြေရွေတွေရုတ်တရက်မြင့်တက် က်လာနိုင်တယ်လို့ခန့်မှန်းပါတယ်။မိုးကြီးရွာနဲ့ဆက်ဆက်ဖြစ်ပေါ်တဲ့မြေရည်ကြီးခြင်း၊ရုတ်ချီးရေလွှမ်းမှုခြင်း၊မိုးကြိုးပစ်ခြင်း၊မြေပြိုခြင်း၊တစ်ပင်တွေလဲကျခြင်း၊တစ်ကိုင်းနဲ့ဓမီတိုင်တွေကျိုးခြင်းစတဲ့အန္တရာယ်တွေကိုသတိပြုနေထိုင်ကြဖို့အကြံပြုထားပါတယ်။ အရသာပြည်သူတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေနေစဉ်တိုက်ခိုက်နေတဲ့အပေါ်အလွန်အမင်းစိုးရိမ်တဲ့အကြောင်းမြန်မာနိုင်ငံဆိုင်ရာစီရင်တန်ယုံကမေ၁၈ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီဟာကိုရိုင်းကျင်ညာထားတဲ့အပြစ်ခတ်ရစဲရေးကိုချိုးဖောက်ပြီးစာတင်ကြောင်းတွေစစ်ရုံတွေနဲ့ဘာသာရေးအဆောက်အအုံတွေအပါအဝင်အရသာပြည်သူတွေကိုစစ်တပ်ကလေကြောင်းကနေနေစဉ်နီးပါးတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့အလွန်စိုးရိမ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်အရသာပြည်သူတွေအထူးသဖြင့်အပြစ်မဲ့ကလေးတွေကိုတိုက်ခိုက်တာဟာစစ်ရာဇဝတ်မှုဖြစ်တဲ့စီရင်နိုင်ငံဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ကိုအမြဲကာကွယ်ပေးမှာဖြစ်လို့မြမပြည်သူတွေနဲ့အတူရပ်တည်သွားမယ်လို့စူရင်တန်ယုံထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကောင်စီဟာငလင်ဘေးကြောင့်အပြစ်ခတ်တွေရက်စဲထားတယ်လို့ကြေညာထားပေမဲ့တစ်ဖက်မှာလေကြောင်းကားတွေအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာပါသခိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေမေလ28ရက်အထိနှစ်လတာကာလအတွင်းစစ်ကောင်စီတပ်ကနိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအကြိမ်109ကြိမ်ပြုလုပ်ခဲ့ပြီး944ယောက်ထပ်မံနေတေဆုံးခဲ့ရကြောင်း DBV ရဲ့ကောက်ယူစုဆောင်ထားတဲ့အချက်အလက်တွေအရသိရပါဗျာ ကချင်ပြည်နယ်ဖားကန်းမြို့နယ်လုံခင်းမြို့မှာမေ29ရက်ကစစ်ကောင်စီတပ်ပစ်ခတ်တာကြောင့်အရဲသား9ယောက်လောက်သေဆုံးပြီးအလောင်းပြန်မကောက်နိုင်သေးဘူးလို့ဒေသခံတွေစီကသိရပါဗါးမေ29ရက်ကစပြီးလုံခင်းကလမ်းမပေါ်ကနေဖားကန်းဘက်ကိုဥတီသွားနေတဲ့အင်အားယာနဲ့ချီစစ်ကောင်စီတပ်ကလမ်းမှာတွေ့တဲ့အရဲသားတွေကိုပစ်ခတ်ပြီးလူသားတိုင်းဖြစ်ဖမ်းဆီးသွားတယ်လို့ဒေသခံတယောက်က DBB ကိုပြောပါဗါးစစ်ကောင်စီတပ်တွေဟာအင်အားအလုံးရင်းနဲ့ဖားကန်းဘက်ကိုဥတီတက်သွားကြပြီးမနေ့ညပိုင်းမှာလုံခင်းကဆိုင်တွေကိုမှွေနောက်ကပစ္စည်းတွေယူသွားတယ်လို့ဆိုပါတယ်ဒါက ပြင်လုံခင်းမြို့ကိုဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေမေ28ရက်မနေ့မှာတိုက်ပွဲပြင်းထန်ပြီးနေအိမ်လုံးပေါ်လက်နက်ကြီးကျတာကြောင့်ပြင်းထန်ဒဏ်ရာရသွားတဲ့မိသားစုဝင်၄ယောက်စိုင်းတောင်ဈေးခဲမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျာ။ ဂျွန်လ19ရက်မှာကြာရောက်မဲ့လူလူကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ကဗျာနဲ့ဝိထုတို့ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြဖို့နော်ဝေးနိုင်ငံမှာရှိတဲ့ CRPH Support Group ကဖိတ်ခေါ်ထားပါတယ်။အခုလိုဝိထုတို့နဲ့ကဗျာပြိုင်ပွဲကိုပြုလုပ်ရတာဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့ဖြစ်တယ်လို့မြန်မာနိုင်ငံနဲ့နိုင်ငံသားတွေအတွက်သူဆောင်ရွက်ခဲ့တာတွေကိုပြည်သူတွေကတံပိုးထားကြောင်းပြသချင်ပြီးစာရေးကဗျာတွေဆိုတာတွေကခေတ်တစ်ခေတ်ရဲ့အမှတ်တမ်းဖြစ်တာကြောင့်ဒီမှတ်တမ်းတွေကိုထင်ထင်ရှားရှားကြံရစ်စီရှင်လို့အစီအစဉ် င်ဖြစ်တာလို့ CRPH Support Group Norway ကအထွေထွေအတွေ့အမှုမဝဲမုံဝင်းကပြောပါရယ်ပေးပို့လူသူတွေအနေနဲ့ပြိုင်ပွဲဝင်စားမှုတွေကိုအကန့်အသတ်မရှိပေးပို့နိုင်ပြီးဂျွန်ဆယ်ရဲ့နေ့မြန်မာစံတော်ချိန်ည7:00နာရီနောက်ဆုံးထားပေးပို့ရမှာဖြစ်ကစုရွေးချယ်ရေးအဖွဲ့ကအတီးပြုတ်ဆုံးဖြတ်ပြီးရင်တော့စုရတဲ့စားမှုတွေကိုဂျွန်16ရက်နေ့မှာကြေညာပေးသွားမယ်လို့ပွဲစီစဉ်သူတွေစီကတစ်စစ်သိရပါရယ်စုရတဲ့စားမှုတွေကိုပထမဆုံးအနေနဲ့မြန်မာကျပ်ငွေ8သိန်းဒုတိယဆုံးအနေနဲ့4သိန်းတတိယဆုံးကို2သိန်းပေးအပ်သွားမှာဖြစ်ပြီးစားမှုတွေကို CRPH.no norway@gmail.com ကိုပေးပို့နိုင်ကပြိုင်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ CRPH Support Group Norway Facebook စာမျက်နှာမှာအသေးစိတ်ဖော်ပြထားပါတယ်။ အရခတ်တော်အေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာငပြားရောဂါဖြစ်ပွားမှုတွေရှိနေကြပြီးတင်ဆက်မှုတချို့လည်းရှိလာကြတယ်လို့ကျန်းမာရေးဌာနနဲ့နှိစက်သူတွေနဲ့ဒေသခံတွေစီကသိရပါဗါးအေအေထိန်းချုပ်ထားတဲ့ပလတ်ဝကြောက်တော်မြောက်ဦးအပါဝင်မြို့နယ်အများပြားမှာငပြားဖြစ်ပွားနေကြတာဖြစ်ပြီးတင်ဆက်သူ၂ယောက်နဲ့အထက်ရှိသလိုရောဂါဖြစ်ပွားသူလည်း၄၀၀တန်းမနည်းရှိတယ်လို့အရခပြည်သူ့ကျန်းမာရေးဌာနနဲ့နှိစက်သူတယောက်ကပြောပါဗါးဒါအပြင်၂025ခုနှစ်အတွင်းရခိုင်ပြည်နယ်ကအေအေထိန်းချုပ်နေမြေတွေမှာငပြားရောဂါဖြစ်ပွားနေသူ၄၀၀နဲ့အထက်ရှိပြီးလက်ရှိ ရခိုင်ကမြို့ရွာတွေမှာငှက်ဖျားရောဂါကြိုးတင်ကာဝယ်ဆေးတွေဖျန်းနေတယ်လို့ကျန်းမာရေးဌာနနဲ့နှိစက်သူတွေစီကသိရပါဗျာ။